မင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ19ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေလည်းစေအောင်စုစီကဘလို့တနာငဲ့ညာမှုမျိုးကိုမှမမျှော်လင့်တဲ့ဒေါန်ဆန်းစုကြည်ဘုံမှုအဆင့်ထိစရေခံနေရတဲ့ဖာကန်တိုက်ပွဲမှာ စစ်ကောင်စီအထိညာနေတဲ့သတင်း Jet Fighter အပြင်ကန်ထောက်ရဲစခန်းကိုပါရရှိသွားပြီဖြစ်တဲ့ PLA ဒေါ်ဆန်းစုကြည်ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေကပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားမှုကိုထင်ဟပ်နေလို့အမေရိကန်တန်ယုံပြောတဲ့သတင်းငလင်မာလက်ထံရရရှိခဲ့တဲ့ဒေါ်ဆန်းစုကြည်အရှိအလေပိုင်းစစ်မီးငိမ့်မဲ့သူပူတင်ဖြစ်လာမလားဆိုရဲအဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့တော့ပထမအဆုံးသတင်းအနေနဲ့စစ်အုပ်စုစီကဘလို့တနာငဲ့ညာမှုမျိုးကိုမှဒေါ်ဆန်းစုကြည်မျှော်လင့်မနေဘူးလို့ဥယျာဉ်မောင်ကပြောလိုက်တဲ့အကြောင်းနဲ့ဆက်လိုက်ချင်ပါတယ် စေအုပ်စုရဲ့လူမဆန်မှုကိုကကောင်တိထားတဲ့ဒေါန်ဆန်းစုကြည်ဟာအာဏာသိမ်းစစ်ကောင်စီထံကဘလို့တနာငဲ့ညာမှုမျိုးကိုမှမျှော်လင့်နေမှာမဟုတ်ဘူးလို့ NUG ကကွယ်ဝင်ကြီးကပြောကြားလိုက်ပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟာပြည်သူတော်လှန်ရေးအောင်ပွဲရဲ့တည်တံကိုပဲနားဆွနေမှာဖြစ်တယ်လို့ဦးရီမွန်ရဲ့နိုင်ငံခေါင်းဆောင်ရဲ့အသက်80ပြည့်ဝင်းနေစုတောင်းထဲထည့်သွင်းပြောကြားထားပါတယ်။ဘာကြောင့်အခုထိဒေါန်ဆန်းစုကြည်ကိုပြန်လို့မပေးသေးတာလဲ။ သိကြပါဗါဒေါ်ဆန်းစုကြည်ဟာအချင်းထောင်ပြပကပြည်သူတွေရဲ့အရေးတော်ပုံကြီးနဲ့တရားရဲရက်တည်နေတဲ့အတွက်ပဲဖြစ်ပါတယ်လို့ဥယျမုံကပြောပါဗါဒေါ်ဆန်းစုကြည်အနေနဲ့ဆွန်၁၉ရက်သူ့ရဲ့အသက်၈၀ပြည့်မွေးနေ့ပွဲကိုစစ်တောင်စီရဲ့အချင်းစခန်းတစ်ခုထဲကပဲဖျက်တမ်းရဖို့ရှိနေတယ်လို့ပီရီယက်တက်ခေါင်းဆောင်က ပြောပါဗါနိုင်ငံတော်တိုင်ပင်ခံရဲ့အသက်80ပြည့်မွေးနေ့ဟာစစ်ကောင်စီကဖမ်းဆီးထားတဲ့ရပ်ပေါင်း1600ပြည့်နဲ့လဲတိုက်ဆိုင်နေတာဖြစ်ပါတယ်။ မနာလို window စိတ်အင်မတန်ကြီးပြီးပြီးသူကိုရန်သူလိုမှတ်ယူလေရှိတဲ့စေအုပ်စုကတော့ပြီးသူကဒေါန်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါန်ဆန်းစုကြည်ကိုမုန်းတိလေဖြစ်ပါတယ်လို့ဥယျမုံကဆက်ပြောပါတယ်ဘိုးကျော်အောင်ဆန်းနဲ့ဒေါန်ဆန်းစုကြည်တို့တားဖောက်ကိုရရှိခဲ့တာဟာမြမလူဖွဲ့စည်းအတွက်အရတော်ချင်းဖြစ်ပြီးသူတို့ရဲ့ကိုကျင့်တရားဉာဏ်ပညာသူရတတ်တိနဲ့ဆုံးလို့ပေးဆက်မှုတို့ဟာအလုံးအတွက်ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တယ်လို့လည်းပြောသွားပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့ဘုံမိုးအဆင့်ထိစတဲ့ခံနေရတဲ့ဖာကန်တိုက်ပွဲမှာစစ်ကောင်စီအထင်နာနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်ကိုလက်လို့ရကနင်းနေတဲ့စစ်ကောင်စီတပ်ဟာကချင်ပြည်ကကြောက်စိမ့်မြေဖာကန်မြို့တိုက်ပွဲတွေမှာဘုံမိုးအဆင့်အပါအဝင်တိုက်ဆုံသူများပြီးအထင်နာနေရလို့သတင်းရရှိပါရတယ်။ မေလနောက်ဆုံးဘက်ကစတင်ပြီးစစ်ကောင်စီဘက်ကဖားကံမျိုးကိုစစ်ရင်အားရာနေချီဖြစ်တင်းခဲ့ပြီးတဲ့နောက် KIA ပူးပေါင်းတပ်တွေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါအထက်အခြေအနေတွေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ပူက ဖကန်ဘက်ကအခြေအနေကတော့တမ33နေတဲ့ဖြူဟာကုန်းကနေတချို့နေရာမှာလှုပ်ရှားတာကျွန်တော်တို့အဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ပွဲခဏခဏဖြစ်တယ်။ဇွန်18ရက်ကမော်စီစာဘက်မှာတိုက်ပွဲဖြစ်တာစစ်ကောင်စီဘက်ကအထင်လာတဲ့ဘုံမှုအဆင့်ရှိတဲ့လူတယောက်ပါပတ်သွားတယ်လို့ MPA ကိုပြောပါတယ်။အဲ့ဒီမှာစစ်ကောင်စီဘက်ကအထင်အားနေရာကြောင်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့သူကပြောပါတယ်။ဖိုက်ကန်ဒေတာခန်တဝူးကလည်းမော်စီစာမှာတိုက်ပွဲဖြစ်တာတော့၃လရက်လောက်ရှိပြီ မနေ့ကတော့နည်းနည်းငိမ့်နေပြောရမယ်။တိုက်ပွဲဖြစ်ရင်တော့ဘေးကင်းတဲ့နေရာရှောင်လိုက်ပြီးရင်ပြန်လာလိုက်ပဲလုပ်နေရတယ်။ထပ်ပြေးဖို့နေရာလည်းမရှိတော့ဘူးလို့ပြောပါရယ်။ဖားကန်ဒေတာကိုစစ်ကောင်စီကအင်အား400လောက်အထိဖြစ်တင်ပြီးတဲ့နောက်တိုက်ပွဲနဲ့လွတ်ကျန်တပ်ဖြတ်မှုတွေကြောင့်ရဲသား30ခန်းသေဆုံးပြီး20ခန်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရှိရပါတယ်။ ဒီလိုတိုက်ပွဲပြင်းထန်နေရတဲ့အတူဝါရမ်းပြန်ရန်တွေကလည်းဖားကက်မှာကြက်ကြက်ပြပြန်ဖြစ်ပေါ်နေပြီးအထိနာနေတဲ့စစ်ကောင်စီဟာ KIA တပ်တွေစိတ်တက်ကြအောင် KIA KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ပန်လာဆုံးသွားပြီလို့သတင်းလွှင့်နေတာဟာမဟုတ်မှန်ဘူးလို့ဗိုလ်မှူးကြီးနော်ပူကပြောပါတယ်တတိယသတင်းကတော့ Jet Fighter အပြင်ကန်းထောက်ရဲစခန်းကိုပါရရှိသွားပြီဖြစ်တဲ့ PLA ဆိုတဲ့သတင်းမှာ ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဇွန်လ၂ရက်ကစတိုက်ခဲ့တဲ့စကိုင်းတိုင်းပလဲမြို့နယ်ကန့်တောက်ရဲစခန်းကိုဒီကနေ့မနက်6နာရီမိနစ်40မှာပဲအပိသက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ PLA ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဒါကြောင့်ဇွန်လ10ရက်နေ့ကဘုံလာကျဲတဲ့ Jet Fighter ကိုပစ်ချနိုင်ခဲ့တဲ့ PLA ဟာရက်20နေပါအထိထိုးစစ်ဆင်နေတဲ့ပြူဟာမြောက်စခန်းကိုပါရရှိသွားခဲ့တာပါ။ ပင်ရလေရဦးဆောင်ပြီးမဟာမိတ်တပ်ပေါင်းစုနဲ့အတူတကွရေယွန်ချွန်ချွန်ရဲရဲရင်ရင်မဆုံမနစ်တော့ဇွဲလုံလာဝရိယာတွင်ပိဆက်ဆုံးလုံမှုတွေနဲ့အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ PLA ဘက်ကမွန်လဲပိုင်းမှာအသိပေးလာတာပါ PLA နဲ့ပူပေါင်းတပ်တွေစကန်းသိန်းတိုက်ပွဲဖော်ဆောင်နေချိန်မှာ စစ်ကောင်စီဘက်ကဒီနေ့မနက်ပိုင်းကစပြီးမောလဲ၁၂နာရီမိနစ်၄၀ခန့်အထိဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့အဲ့ဒီဒေတာခန်တွေစီကသိရပါဗျ။ စကန်းသိန်းတိုက်ပွဲအကြောင်းသိရှိထားတဲ့တိသကံအမျိုးသားတအူကတိမ်မိသွားပြီးအကုန်သေးတာဗျာဖမ်းခံရတဲ့သူလည်းဖမ်းခံတယ်ပြောတယ်ဗျာလက်နက်ချရတဲ့သူလည်းချတာပေါ့လို့ MPA ကိုပြောပါတယ်ထွက်ပြေးလွတ်မြောက်တဲ့စစ်သားတယောက်မှမရှိပဲရရှိထားတဲ့တေဆုံးရုပ်အလောင်းတွေနဲ့လက်နက်ခရံတွေရဲ့ပမာဏကိုတော့မသိရသေးဘူးလို့သူကပြောပါဗျ။ပြည်သူလူမျိုးရေးတပ်မတော် PLA ဘက်ကလည်းအသေးစိတ်ကိုဆက်လက်ထုတ်ပြန်ပေးမယ်လို့ပြောထားပါဗျ။ ဆက်လက်ပြီးဒေါ်ဆန်းစုကြည်ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေကပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားမှုကိုထင်ဟနေတယ်လို့အမေရိကန်တန်ယုံပြောလိုက်တဲ့သတင်းဖြစ်ပါတယ်။ဒီနေ့ကြားရောက်တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ရန်ကုန်မှာရှိတဲ့နိုင်ငံတကာတန်ယုံတွေကသူမနဲ့တကွမတရားဖမ်းဆီးခံရသူတွေလွှတ်ပေးကြဖို့အတိအကျထုတ်ပြန်ထားကြပါတယ်။ အဲ့ဒီတဲ့အမေရိကန်တန်ယုံနဲ့အပါဝင် ဖြစ်ပါတယ်။အရသာပီသူတွေအပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့အကြက်တဲကိုအဆုံးတက်ဖို့တက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ဆီယနာရှင်အဖွဲ့အစည်းကို အမေရိကန်ဘက်ကဆက်လက်တောင်းဆိုလိုက်ပါတယ်။တပန်ဒေါ်ဆန်းစုကြည်ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ဟပ်နေရလို့အမေရိကန်တန်ယုံကရေးသားပြောဆိုသွားတာဖြစ်ပါတယ်။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟာ2021ဖေဖော်ဝါရီတရက်နေ့ကတည်းကထိမ့်သိမ်းခံရပြီးအချင်းခန်းထဲကနေဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်။ဒီနေ့ကြာရောက်တဲ့အသက်80ပြည့်လူလူကောင်းဆောင်ရဲ့မွေးနေ့အထိမ့်မှန်အနေနဲ့မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအမေရိကန်ပြည်ထောင်စုဆွစ်ဇာလန်ဆွီဒင်နယ်သာလန်နဲ့ဂျာမန်စတဲ့တန်ယုံတွေရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေကနေပုံနဲ့တကွထုံစံစုကြည်ရဲ့ပန်းပန်ထားတဲ့ပုံတွေ န်းပုံတွေနဲ့အတူလှုပ်ပေးဖို့တောင်းဆိုမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်ပြည်တွင်းနောက်ဆုံးသတင်းကတော့ငလင်မာတော်ဆန်းစုကြည်လက်ထံရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းကြေညာလာတဲ့အကြောင်းဖြစ်ပါတယ်။သတင်းအမှောင်ချထားတဲ့စစ်ကောင်စီကြောင်းမက်လာ28ရက်ငလင်ကြီးအတွင်နိုင်ငံခေါင်းဆောင်ဘေးနေရာမှာဘာဖြစ်နေမှန်းလူလူကမသိရှိဘူးဖြစ်နေပါတယ်။ ဒီကနေ့ကြာရောက်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အသက်80ပြည့်မွေးနေ့မှာငလင်အတွင်လက်ထိခိုက်ခဲ့တဲ့အကြောင်းအရက်ဘတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sue Foundation ရဲ့ကြေညာချက်ထဲထည့်သွင်းဖော်ပြထားပါတယ်။ မတ်လ28ရက်မြန်မာနိုင်ငံအလယ်ပိုင်းစကိုင်းတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မဂနီကျူ9.8အစဉ်ငလင်ကြီးအတွင်ထောင်ဆန်းစုကြည်ချုံနောင်ခံထားရတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ထောင်ဆန်းစုကြည်ကိုယ်တိုင်လည်းဖဲဘက်လက်မှာတံရရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကတူညီတဲ့ထွက်ဆိုမှုတွေကိုကိုးကားဖော်ပြထားပါတယ်။ထောင်ဆန်းစုကြည်ဟာအကျဉ်းချခံထားရတဲ့အခြေအနေမှာမိသားစုဝင်တွေရှေ့နေတွေနဲ့လည်းတွေ့ဆုံခွင့်မရရှိပါဘူး။ စစ်ကောင်စီကလင်းနစ်ကျော်ကာလအတွင်းလူမြင်ကွင်းကိုတစ်ကြိမ်သာထုတ်ပြခဲ့ပြီးဒုတိယကြိမ်ဖြစ်မနေ့ကဗီတိန်ဂါဒီယန်သတင်းဌာနကနေပေါက်ကြားလာတဲ့2022ခုနှစ်အတွင်းကရင်ဆိုင်နေရတဲ့ရုံးစိတ်နှစ်ခုရုတ်တံမှဖြစ်ပါတယ်။အနာဒီအစိုးရစီးပွားရေးအကြံပေးမစ္စတာရှောင်းတာနေကမျှဝေထားတဲ့စုဖောင်ဒေးရှင်းရဲ့ကြေညာချက်အတွင်း မစ္စတာဂျင်ဒေါ်နဲ့အမှုဆောင်ချုပ်ဒေါက်တာမိုက်ကယ်မာရက်ခရော်ဘီတို့ကဒေါ်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွက် အထူးစိုးရိမ်တယ်လို့ပြောထားပါတယ်။တဆက်တဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေရေးကိုအလေးပေးတဲ့အနေနဲ့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသားအလုံးကိုပြန်လွတ်ပေးဖို့တောင်းဆိုထားပါသေးတယ်။ နောက်ဆုံးပြပသတင်းအနေနဲ့အီရန်အစ္စရေးပြဿနာကိုကုညီဖြန့်ဖြေးပေးမဲ့ပူတင်အရှိလေပိုင်းကလူတွေရဲ့ကဲတင်ရှင် ဖြစ်လာမလားဆိုတဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ချင်ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားပြင်းထန်နေတဲ့ပြည်ပခါကိုအဆုံးသတ်ဖို့ဂျာဝင်ညှိနှိုင်းပေးမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကကန့်လန့်လိုက်ပါတယ်။ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားခေါင်းဆောင်ရဲ့ကန့်လန့်မှုကြောင့်အရှိလေပိုင်းဒေသကလူတွေရဲ့ကဲတင်ရှင်ဖြစ်လာတော့မလားဆိုတဲ့လှောင်ပြောင်မှုတွေလည်းရှိနေပါတယ်။ ရုရှားအစိုးရအနေနဲ့အီရန်ကငြိမ်းချမ်းတဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်လုပ်နိုင်ဖို့နဲ့အစ္စရေးရဲ့လုံခြုံရေးဆိုင်ရာစိုးရင်ပူပန်မှုတွေကိုဖြေလျှော့ပေးနိုင်ဖို့ညှိနှိုင်းကူညီပေးနိုင်တယ်လို့ပူတင်ကအဆိုပြုလိုက်တာပါ။စိတ်ပီတာစပန်မျိုးမှာပြုလုပ်တဲ့နိုင်ငံတကာစီးပွားရေးဖိုရမ်မှာနိုင်ငံတကာသတင်းဌာနအကြီးအကဲတွေကိုပြောဆိုရာမှာပူတင်ကအစ္စရေးနဲ့အီရန်တို့ရဲ့ပြည်ပခါဟာတိမ်မွေ့ချောင်းနဲ့ဖြစ်ချင်းကြီးတစ်ခုရှာတွေ့နိုင်တယ်လို့လည်းသူကဆိုပါတယ်။ အစ္စရေးကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အယာတိုလာအလီခါမေနီကိုတက်လိုက်ရင်ရုရှားဘလို့တုတ်ပြန်မလဲဆိုတဲ့မေခွန်းနဲ့ပတ်သက်လို့ပူတင်ကဖြေချင်းစိတ်မရှိဘူးလို့ညင်းသွားပါတယ်။အီရန်ခေါင်းဆောင်ခါမေနီကတော့အစ္စရေးရဲ့ထက်မှန်တိုက်ခိုက်မှုတွေလုပ်နေချိန်မှာအမေရိကန်ရဲ့လက်နက်ချခိုင်မှုတွေကိုပယ်ချခဲ့ပြီးအမေရိကန်တွေရဲ့စစ်ရေးပါဝင်မှုမှန်သမျှဟာအမေရိကန်အတွက်ပြန်လည်ပြင်ဆင်လို့မရတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေလိမ့်မယ်လို့သတိပေးထားပါတယ်။ ူတင်ကသူ့ရဲ့အဆိုဖြစ်ချက်ကိုအီရန်အစ္စရေးနဲ့အမေရိကန်တို့ကိုလည်းပြောကြားထားတယ်လို့ဆိုပါတယ်။အီရန်အစ္စရေးလေကြောင်းတိုက်ခိုက်အီရန်အစ္စရေးလေကြောင်းတိုက်ပွဲတွေဟာဒီနေ့ဇွန်လ19ရက်နေ့ဆိုရင်6ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပြီးတိုက်ခိုက်မှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်